င်္ဂလာပါ။အော်ဒီယိုပိုင်းစောင်းနိုင်ငံနေကြိုဆိုပါရစေ။ယခုတစ်ခါမှာတော့ရန်ကုန်ငလင်း၊နေပြည်တော်ငလင်းနဲ့မန္တလေးငလင်းဘင်္ဂလင်းကပိုကျန်းသလဲဆိုတဲ့အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။နားဆင်ကြည့်ပါအောင်ခင်ဗျာ။28ရက်3လ2025ရက်နေ့ရခွန်တသမခွန်အစင်းရှိအာပြင်းသောမန္တလေးငလင်းကြီးလှုပ်ခတ်ပြီးတဲ့နောက်အာဖရာရှော့ခေါ်တဲ့နောက်ဆက်တွဲငလင်းတွေတလကြော်တဲ့အထိမငြိမ်သေးပဲနေစဉ်လိုလှုပ်ခတ်နေပါတယ်။ဇမန်နေ့6ရက်5လ 2025ရနှစ်ညကလည်းရန်ကုန်မှာရော နေပြည်တော်မှာကောမန္တလေးမှာပါတိတာနဲ့ငလျင်တွေလှုပ်လို့ပြည်သူအများထိတ်လန့်စွာနဲ့လမ်းပေါ်ထွက်ပြေးကြကြရပါသေးတယ်။အဲဒါကြောင့်မင်းညာကဘယ်မျိုးမှာဘလောက်ဆင်းနဲ့လှုပ်တယ်လဲဘယ်မျိုးကလှုပ်တာပိုကျန်းတယ်လဲဆိုတာပြောပြပေးမှဖြစ်ပါတယ်။ပထမဆုံးရန်ကုန်မှာလှုပ်တဲ့ငလျင်အကြောင်းပဲဖြစ်ပါတယ်။ရန်ကုန်မှာမင်းညာ6ရက်5လ2025ရနှစ်ညာက နှစ်ကြိမ်တောင်တိတိတတလောက်ပါတယ်။တချို့ကလည်းသုံးကြိမ်လို့ပြောပါတယ်။နှစ်ကြိမ်လောက်တဲ့အကြောင်းကိုတော့မြင်းကလင်းသတင်းများစင်တာ Facebook page ကနေဒီလိုတင်ထားတာတွေ့ရပါတယ်။ရန်ကုန်ပထမငလျင်မြင်းကလင်းငယ်သတင်းရန်ကုန်တိုင်းဒေသကြီး605လ2025ဇနေညမြမစံတော်ချိန်9:40မိနစ်ချိန်ရန်ကုန်တိုင်းဒေသကြီးရန်ကုန်မြို့မှာမြောက်ဖက်19.5မိုင် လက်ကုအရှိဘက်မှမကနေကျု2.9အစင်ရှိရဲ့မြင်းကလေးငယ်မြေအောက်အနှက်6မိုင်ကိုဗဟိုပြု၍လှုပ်ရှားသွားပါသည်ရန်ကုန်ဒုတိယငလင်ည10:55မိနစ်ချိန်ဒီနေ့ညရန်ကုန်တိတိတတမြင်းကလေးလှုပ်ခတ်မှုလက်ကုအရှိဘက်အင်းတကော်နီဇေယကွင်းကိုဗဟိုပြုသည့်မကနေကျု3.7အစင်မြင်းကလေးငယ်လှုပ်ရှားမှုဖြစ်ပွားခဲ့ပါသည်အဆိုပါလှုပ်ခတ်မှုနဲ့ပတ်သက်ပြီးတော့ လူမှုကွန်ရက်ပေါ်မှာဒီလိုပြောကြပါသေးတယ်။ညလက်ကူးနဲ့ဇယက်ကွင်းမှာလှုပ်သွားခဲ့တာ2.9နဲ့3.7ဇယက်ကွင်းမှာနှစ်ခါလက်ကူးမှာ2.6နဲ့လှုပ်ခတ်သွားတာပါ။ကြီးတွေအားလဲဆိုကြတဲ့ကတခုခု ဖြစ်တော့မယ်ဆိုတာသတိထားမိပါတယ်။ဂျန်ကုံမျိုးနေပြည်သူတို့ကပြောကြားခြင်းဖြစ်ပါတယ်။ဂျန်ကုံမှာဒီညငလေးနှစ်ကြိမ်နှုတ်ခတ်ခဲ့ပါတယ်။မေလ6ရက်ည10:00နာရီကျော်နဲ့17:00နာရီကျမ်းမှာ အင်အားနှဲငယ်ကွာခြားတဲ့ငလင်တစ်ခုလှုပ်ခတ်သွားခဲ့တာပါပထမအချိန်ကမကနေကျုနှစ်တသမနှစ်လို့ခံမှန်းရပြီးမနေ့ပိုင်းကြာမှထပ်လှုပ်တဲ့ဒုတိယအချိန်ကတော့တင်အားသုံးတသမခွန်တိရှိရာကြောင့်ဂျန်ကုန်မြို့နှံ့တိတိတတခံစားရရလို့ဆိုပါတယ်လမ်းမတော်မင်္ဂလာတောင်ညော့ကမာရော့လှိုင်းဒေါ်ဘုံစတဲ့မြို့နယ်တော်တော်များများမှာငလင်လှုပ်ခတ်မှုကိုခံစားရပြီးတချို့သူတွေဆိုရင်တိုက်ရောက်ထိဆင်းလာခဲ့ကြပါတယ်ဆက်လက်ပြီးတော့ နေပြည်တော်တက္ကသိုလ်နီးမှာလှုပ်တဲ့ငလင်းအကြောင်းကိုပြောပြပါအောင်မယ်9ရက်5လ2025တက္ကသိုလ်မြို့နီးဓမ္မနေညမြမစံတော်ချိန်7:58မိနစ်ချိန်က နေပြည်တော်တက္ကသိုလ်အရှိဘက်16မိုင်กว่าကတက္ကသိုလ်မြို့နီးညောင်တော့အရှိတောင်ဘက်တောင်ကုန်းဒေသအောက်အနက်6မိုင်မှ မကနေကျု3.2ဆင့်မြေငလင်းငယ်လှုပ်ရှားသွားကြောင်းသိရပါတယ်ဟုတ်ပါတယ်ဒီနေပြည်တော်ငလင်းနဲ့ပတ်သက်ပြီးတော့လဲ လေဗီယွန်နေပြည်သူတို့ကဒီလိုမှတ်ချက်ချပါလေဟုတ်ပါတယ်နည်းနည်းပြင်းတယ်အိမ်ကိုစောင့်ချလိုက်တာဆက်လက်ပြီးတော့မန္တလေးမှာလောက်ခဲ့တဲ့ငလင်အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်မြေငလင်ငယ်တရင်စင့်ကန်ရှိဘက်ဗကနေကျု4.4မနက်တနာရီ26မိနစ်9/5လ2025နေရောင်းအနှက်6မိုင်ဒါတော့မြေငလင်ငယ်တရင်များစင်တာတင်ထားတာကိုဖတ်ပြပေးတာဖြစ်ပါတယ် အစိုးရမန္တလေးငနေနဲ့ပတ်သက်ပြီးတော့မန္တလေးပြည်သူများဒီလိုပြောပါတယ်တော်တော်ကျန်းနေရိုင်းခါနေတာတော်သေးတယ်ငြိမ်သွားလို့မငြိမ်ရင်28ရက်3လ2025လို့ဖြစ်သွားမှာအစိုးရငလင်းလောက်ခတ်ပေးချိန်မှာငလင်းပြင်းအားကိုပြတဲ့ application တွေက3.5လို့ပြပါတယ်ဒါပေမဲ့လည်းငလင်းကိုလက်တလုံးမှာအကြမ်းကြမ်းခံစားနေရတဲ့မန္တလေးပြည်သူတွေကတော့ဒီလိုပြောပါတယ်3.5ကလည်း ပြင်းလိုက်တာအတန်းအရင်လာတယ်ပြီးမှဒုံးဆိုစောင့်လို့တာတကက်အိတ်ကောင်းတဲ့ချိန်ဆိုတော့အခု노တဲ့သူတွေကိုပါဝင်ဘသူမှပြန်အိတ်နိုင်မှာမဟုတ်တော့ဘူးရက်ဆက်လိုက်တဲ့တဘာဝကြီးရဲ့နောက်တစ်ဦးကတော့ဒီလိုပြောပါတယ်အတန်ကြီးကကြောက်စရာကြီးအိမ်ကြီးကိုဆွဲခါလိုက်တယ်လို့ပဲငလင်ပြင်းအားကိုပြတဲ့ application ကဆော့ဆာခြင်းမှာ3.5ပြပေမဲ့တော်တော်လေးကြာတဲ့ခါမှာ4.5လို့ ြောင်းလဲပြီးပြတာကိုတွေ့ရပါတယ်။မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီးတာတလားကျော်ရှိခဲ့ပေမဲ့နောက်ဆက်တွဲငလျင်တွေကတော့အခုချိန်ထိအတော်မတက်နိုင်အောင်လှုပ်ခတ်နေသေးပဲဖြစ်ပါတယ်။နားဆင်ပေးကြသူအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ဗျာ။အားလုံးသောမြန်မာနိုင်ငံသားပေါင်းငလျင်ဘေးနဲ့တကွဘေးပေါင်းရံပေါင်းကိုအောင်မြင်စွာကျော်ဖြတ်နိုင်ပါစေလို့ဆုမွန်ကောင်းပို့သအပ်ပါတယ်။